ဟုတ်ကဲ့အဲဒီကားလေးထွက်လာမယ်ဆိုလို့ချင်းအဲတရေကားတွေထဲမှာအကောင်းဆုံးတရေကားဖြစ်စေရမယ်လို့အာမခံပါဒီ interview ကိုမှတ်ထားလို့အဲကောင်းလေကြီးလိုက်တာမကြည့်မကြည့်ကျွန်တော်အဲ့ဒါတော့တာဝန်ယူရဲတယ်ဟိုပြီးတော့ဟန္တာတို့ဆိုအခုမှအသက်ပေါ့နော်အသက်ဆိုတော့ဟိုသူပါလို့ရှင်နေအမပါလို့အပ်နေတယ်နည်းနည်းတော့တမ်းနည်းနည်းတက်တာပေါ့နော်နည်းနည်းတက်တယ်ပေါ့ဟုတ်ပါ့တိကြီးတော့လည်းမဟုတ်ပါဘူးအဲ့လိုပေါ့အလဲစူးစမ်းနေစေစူးစမ်းနေစေ yes yes စူးစမ်းစူးစမ်းနေစေဆိုတော့ ခနာဘာအနောက်မှာဘာလိုအချက်ရှိနေလဲရှိနေလိုအချက်ကိုတဲ့အဲ့လိုကြည့်ပြီးတော့ပြောပြောတာပြောတာအဲ့ဒါကိုသူကကြိုက်တယ်ဟောလေကျွန်တော်ကတော့အဲ့လိုမျိုးပြောရမှာပဲကျွန်တော်ဒီတစ်ခေါက်အားလာလိုက်ဘာလို့ဒါရုပ်ချင်ကားကြီးလေကျွန်တော် CV ဆိုရင်တော့မှအဲအဆင်ပြေအောင်နည်းနည်းလေးအော်သူလာကျင်တာလားလာပေါ့သူကြောကျင်တာလားချောပစီပေါ့ရတယ်ဒါတော့ခွဲလို့ရပြီဘောလား CV လောက်ကတော့ပြဿနာမရှိဘူးဘုန်းကြီးကကျတော့ဒါတာဝန်အကုန်လုံးကိုယူရမှာဖြစ်တဲ့အတွက် ူလဲတာဝန်ရှိတယ်တာဝန်ရှိပြီးတော့ဒီ character ကြီးတစ်ခုလုံးကိုပြရတော့မှာပေါ့နော်အဲ့ဒါသူ့အတွက်တော်တော်မလွယ်တဲ့ကိစ္စကြီးခုပြဒါပေမဲ့သူ့ပုံစံနဲ့လုံးဝမထင်ရအောင်ပြရမှာအဲဒါကတော့အိနမတ်အိနမတ်ကာကြီးမြင်ဆောင်ကိုရရွှေစကားကြီးရတော်ပဲပြေးပွင့်ပြပါတယ်ပေါ့နော်ဟုတ်ကဲ့ပါဟုတ်ဒါကတော့မဟန်တာပါဟိုပါပေါ့သူကမြင့်စုကြီးမြင့်စုကြီး character အနေနဲ့ပါဝင်တယောက်ဆောင်တဲ့နေနေပြီပေါ့ အာအမားရဲ့ character ကိုကျွန်တော်ဘယ်လိုမြင်ခဲ့လဲဆိုတော့အစကျွန်တော်အမင်းစုရီ character ကိုဖတ်တော့အဲကျွန်တော်စဉ်းစားနေဒီလိုမျိုးမှမင်းကြီးမင်းကြီးလုပ်ပေးမိတူပေါ့လို့တယ်ဘာလို့လဲဆိုတော့အရန်ခက်လဲခက်တယ်မလွယ်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်မြင်နေကြလူမျိုးလူတယောက်ကိုလည်းကျွန်တော်မမြင်ချင်ဘူးအဲ့ဆိုတော့ကျွန်တော်ဘယ်လိုလုပ်ရင်ကောင်းလဲစဉ်းစားစဉ်းစားရင်းနဲ့ကျွန်တော်တို့မောင်နှမတွေအားလုံးတိုက်ပြီးနေချိန်မှာအမအကိုသွားမြင်မြင်တော့မနဲ့ကျွန်တော်လည်းရင်းနှီးနေတော့အမလို့အမမျိုးရရဲလာ ိုက်ရဲလားရိုက်ရဲတိကြာမှာဖတ်ကြည့်လိုက်စခရစ်လေးရောက်တော့သူ့ဖတ်ခိုင်းလိုက်အမဖတ်ပြီးဟာတဲ့ရမ်းမိုက်တယ်အားတဲ့ရမ်းမိုက်တယ်မလုံရဲလားလုံရဲတယ်အာရရင်မရရတယ်နော်လို့ကျွန်တော်တို့ကအဆင်ပြေတယ်လို့ဒါမှမဟုတ်ကျွန်တော်အမဟိုပေါ်တော့လို့ဟိုတော့ယုံကြည်သားတွေပဲအမရိုက်တာရှိတာကြောင့်တချို့အကားတွေမှာကျွန်တော်မကြည့်အောင်ရှိတယ်ဒီမှာအော်အပြုံတိတ်မပေါက်ထွက်တဲ့ကားကြီးရှိတယ်နော်အမ vlog ကိုပဲကျွန်တော်တို့ကကြည့်ရမှာဖြစ်နေတယ်ဆိုတော့အမကျွန်တော်နည်းနည်းတော့လုတ်ပြပြီပါ အလုပ်ပြကျွန်တော်စကူရီတမှာလုပ်ပြတယ်။အမအဲ့ထက်ပို့ပြီးတော့သူ့မျက်နှာကျွန်တော်အပြင်မှာမြင်လိုက်တော့ပို့အဆင်ပြေသွားပါဘာမျက်နှာကွာအဲဒီကမျက်နှာချုံးရတယ်ပေါ့နော်ဒါပေမဲ့အဲ့မှာရုပ်ကိုပြောင်းလိုက်တာနဲ့ချက်ချင်းကျွန်တော်လိုချင်တဲ့ကာရီတောင်တန်းပို့ပေးနိုင်တယ်တန်းပို့ပြီးတော့သူ့ပြီးတော့အားထုတ်မှုပေါ့နော်အားထုတ်မှုကစာရွက်ပေါ်မှာရှုပ်ချက်တွေခဲ့အာကျွန်တော်စာအုပ်မပေးရသေးဘူးတကယ်တော့ဟောစာအုပ်ပေါ်မှာရှုပ်ချက်တွေကပြီးတော့ဟိုနာဒီနာဒီနာဟိုနာဟိုထောင်းမှာဒါရှိတယ်ဟာ သူတို့တော့မှတ်တော့အမမဟုတ်ဘူးလို့ page number ဘလောက်တော့အဲ့ page number ကြီးလန်းတော့လဲမတွေ့ဘူးမတွေ့ဘူးတဲ့ဘယ်တွေ့မလဲမမမထုတ်တာကဟုတ်လို့ဆိုတော့အမပြန်လန်းပြန်လန်းမျိုး ordinary ဒီစင်ဒီအင်ကြီးအတခါလေးကျွန်တော်အင်ကြီးအဆက်တည်းကျွန်တော်ဆွဲထားမှားနေမနေ့ကဟိုနေရာလာနေကျွန်တော်ဟိုလေမနေ့အဲ့ဒါလေအမတော့တစ်ဆက်တည်းပြင်ရမှာလားဆက်ခွဲရမှာလားမောင်လေးအဲ့တစ်ချက်ပြန်စစ်ပေးပါအောင်ဆိုတော့တကယ်တော့ကျွန်တော်ပလန်ဆွဲကြရအောင်ကွာအဲ့ဒါအမနဲ့အမှန်တော့ရေးတော့ကျွန်တော်နေရာနေရာပြောင်းသွားလို့နေရာပြောင်းသွားရင်အဲ့ပလန်မပြင်လိုက်အောင်မပြင်လိုက်တော့အမသတိပေးတော့မှာမရေးလို့အဲ့ဒါ အကောင်ကတဆက်တည်းဆိုပြီးတော့ပြန်ပြီးတတိပေးလို့အမကြီးကျေးဇူးအများကြီးတင်တယ်လို့ကျွန်တော်နမို့ဆိုယူအောင်ပါလို့ပုံတော့ကကျွန်တော်ပြန်စရာလောက်တာကျွန်တော်ဒါဒါဒါဟာဟုတ်တယ်ဟုတ်တယ်မဟုတ်တယ်အဲ့ဒါဟုတ်တယ်ဟာကျွန်တော်ကလွတ်သွားပြီဗျာ sorry ပါဟုတ်အင်းကြီးတွေကစောကြီးကသူပြင်ပြီးသွားတယ်တခြားလူတွေတော့ဝယ်ပြီလားချုပ်ပြီလားမသိအမအကောင်မြင်ပြီးသွားတယ်ပြီးသွားသူ character ကိုအရန်ကိုဖိဖိစီစီကိုတကယ်ကိုလောက်တာအဲ့ကျအဲ့ဒါမှကျွန်တော်အော် ငါနည်းနည်းတော့မှန်သွားပြီပေါ့နော်။အော်နည်းနည်းမှန်။အတိုင်းမှန်ပါလေ။အတိုင်းမှန်သွားပြီ။ဟုတ်လေတကယ်ပြောတာဟိုကျွန်တော်က character ကိုကြည့်ပြော်လေ။အမကျွန်တော်အပြင်မှာမမြင်ဘူး။အပြင်မှာမမြင်ဘူးတော့လေ။အပြင်မှာမမြင်ဘူးတော့ကျွန်တော်ကြည့်လိုက်ပြီးတော့အပြင်မှာလည်းမြင်လိုက်ရောသူတရုပ်လည်းဆောင်ပြလိုက်ရောโอเค ်ဒက်စကော့ပေါ့နော်အဲဒါမိုက်ပဲပေါ့ပါခဏဒီကျိုးရဲ့လောက်တာဟုတ်တယ်ဟုတ်တယ်ဒီစင်းလောက်တယ်ဆိုလို့ရှိရင်ဒီကျိုးပဲအခု product တွေကြော်ကြော်ညာရယ်ဆိုလည်းနာဒီကျိုးအရင်သိရမှာအဲ့လိုဟို founder အခု product တစ်ခုလာအဲ့ဒါဆိုကိုကပိုင်ရှင်နဲ့လေပိုင်ရှင်နီးပါးကိုသိကျင်တာကွာဘာလို့မှလဲဒါဆိုကိုကဘာလို့ပေးလို့ရမလဲဘာလို့ပေးလို့ရအဓိကကိုဘာလို့ပေးလို့ရမလဲဆိုတာလေကို့အတွက်ကို win မဖြစ်စေချင်အောင် ဟိုဒါဒါသူအစီပေးပါမလားသူမှပါပါမလားအဲ့လိုမလို့ချင်းဟိုကအခုမောင်လေးပြောရကွာအမရဲ့မိန်းမဆောင်တဲ့ခံတဲ့ wedding dress ဆိုလို့ရှိရင်ကိုကကို့မှာအဲ့လို dress တွေကညားတာလေပွဲရတထားဆို မှန်မှန်ပဲလို့ပေါ့ချက်ချင်းချက်ချင်းပြောရတာပဲရှိဟိုရိုက်တာပြောလိုက်တဲ့ဟာတခုကကို့မှာအဲ့လို stand by ရှိနေချင်တာအဓိကအဲ့လိုမျိုးပေါ့အဲ့အမှအခုကကျွန်တော်တို့ကဒီအင်ဂျင်ဝယ်စားရေတော်တော်များများကိုလည်းသူ့ကိုအကုန်လုံးပြပြီးပြီဘယ်စင်းမှာဘယ်စင်းဘယ်စင်းမှာဘယ်စင်းကျွန်တော်တော့ကျွန်တော်လည်းအင်ဂျင်အဆက်တွေကိုကျွန်တော်တော့တေချာလေးစီတာကျွန်တော်ပဲဒါပေမဲ့လွှဲတာလည်းကျွန်တော်ပဲကျွန်တော်အဲ့သူ့ပို့လိုက်တာအဲ့ကြောင့်မဟုတ်ဘူးတယ်မောင်လေးဒါကဒီလိုတော့ဖြစ်နေတယ်တော့ဟုတ်ဟုတ်တော်တော်ကုန်းချက်သူနဲ့ viber မှာပြောရင်းနဲ့ဟာအဲ့ဒါဟုတ်တယ် ကျွန်တော်လည်းဒီဒီတေးကြီးอ่ะအဲ့ဒါကောင်းတယ်ဗျဘာလို့လဲဆိုတော့ကျွန်တော်တို့ကတကယ်အာယုံတွေကအများကြီးပဲဟိုနော်ဒီလိုမျိုးအက်တာတယောက်ကတကယ်တော့အက်တာတယောက်ရဲ့တာဝန်ပဲတကယ်တော့လေလော်ဂျစ်ရတော့အက်တာတယောက်ရဲ့တာဝန်ပဲအဲဒါမဲ့လေဟိုဒါအမအပူပြီးတော့ပူလောက်တာပါနော်ပူလောက်ပြီးသူသူရဲ့အင်ကြီးအဆက်တွေအကုန်လုံးသူသိတယ်ဒီခန်းမှာဒါဝတ်ဖို့သူစဉ်းစားထားတယ်အဲ့အတွက်လေသူကဘတ်ကက်လည်းရှိသေးတယ်တကယ်လို့ဒရိုက်တာမချိုက်ဘူးဆိုလို့ရှင်ဘယ်ရောင်ချင်းဖို့သူ့မှာအဲ့ဒါတွေကိုစဉ်းစားပြီးသားဆိုတော့အဲ့ဒါကျွန်တော်တို့အတွက်ကြောင့်ပူကြိုက်တာပေါ့ဗျာ အမဒီအိမ်က ကျွန်တော်က saturation ရ location ပြောင်းတယ်ပြောင်းပါဟုတ်တယ် location ပြောင်းတော့ကြတော့နည်းနည်းလေးပေါ့ကျွန်တော်တို့လိုက်ပြီးတော့ဘယ်လိုခေါ်မလဲအဲ color change သွားနိုင်တယ်အဲဒီ location ကဘာကြောင့်ချမ်းဖြစ်သွားပြီးတော့ အယောင်က background အယောင်ကဖြူကနေအဝါဖြစ်ရင်ဖြစ်သွားနိုင်တယ်အဲကြောင့်လို့ရှိရင်ကျွန်တော်တို့ကအင်ကြီးကိုလိုက်ပြီးချင်းပေါ့သူကအဝါဝတ်ဖို့စူးစမ်းတာလေအဖြူပေါ်မှာအဝါထပ်ဖို့စူးစမ်းတာလေဆိုရင်ကျွန်တော်တို့ကနောက်ကအဝါဆိုရင်သူမျက်မှောက်မစင်မပြေတာအဲကြောင့်လို့ရှိရင်ကျွန်တော်တို့က saturation ရကိုချိန်ရတော့မှာဆိုရင်အမဘက်ကတခါလေးသူကဖြစ်တယ်ကြာလို့ပြန်ဆင်းထားပေးတာပါနည်းနည်းလေးတော့စိုးရယ်ပေါ့နော်ပြည့်စုံပြီးတဲ့အခါကျအဲ့လိုဒါအလုပ်တွေပါရစားစိုးရယ်ဆိုတော့လေဟို မောင်လေးကလည်းသူကဗမာဟနာ vlog ကြီးရောဟနာဖွဖွေးနဲ့အဲ့လိုမျိုးအလှလေးပဲပြောနေရောလေသူကနုရယ်ထင်တာပေါ့နော်အဲ့လိုနုရယ်ပေါ့အဲ့လိုပေါ့နော်အဲ့လိုထင်တာနော်နုရယ်ထင်တာနုရောအဲ့လိုနုနုလေးနေကြတော့ဒီမစ်ဆူရီ character နဲ့ကအဆင်မပြေဘူးပြသူကအဲ့လိုပုံစံမဟုတ်ဘူးနုရောနုတယ်ဒါပေမဲ့အဲ့လိုမဟုတ်ဘူးသူအဲ့လိုမဟုတ်ဘူးနော်အပြင်ပိုင်းမှာသူ့မျက်လုံးနေအကြည့်တွေကာစာလုံးဝအဲ့လိုမျိုးကြောက်စရာကောင်းနေရပေါ့နော်သူသူ့ရဲ့ ီဇာမနာကြီးမှုဗီဇာမောက်မာမှုအဲ့လိုမျိုးအဲ့ဒါပို့ပြီးတော့အဲ့လိုမောက်မာလဲဆိုတော့ထိုင်ပြီးပြောနေရမှာမျက်လုံးထဲမှာပဲကြည်နေနေဟုတ်မျက်လုံးကအားဆိုင်ဆရာအောင်မလို့ပဲနေမျက်လုံးထဲမှာကြည်နေနေအဲ့မောက်မာမှုကပေါ်နေတဲ့ပုံစံမျိုးလို့ချင်တယ်အမျိုးနှိမ်ပြီးကြည်ရအောင်နှိမ်ပြီးကြည်ရအဲ့စကြည့်ကြအောင်မင်းတော့ကြည်တော့နှိမ်ပြီးကြည်နှိမ်ကြည့်နှိမ်ကြည့်အဲ့လိုဖြစ်သွားနှိမ်ကြည့်အမို့အဲ့လိုကြည်နိုင်လောက်လိမ့်မယ်လို့ချင်တာအဲ့လိုကြည်နိုင်ဖို့အဆင်ပြေရွာအမကျွန်တော်ကာရိုက်တာကအဲ့လိုကြည်နိုင်ဖို့အမကြမြင်ပြုံးမယ် အဲ့မှာသူသူအဲသူပဲပဲနေလဲဆိုကျွန်တော်အားကြည့်ပြီးဩအဆိုရင်မအဲ့လိုကြည့်နိုင်မှာမလားမသိဘူးအဲ့ကြောင့်ကျွန်တော်စိုးရင်လို့စကားခံထားတယ်အမကျွန်တော် secretary တင်မှာ6လောက်လောက်ပြပေးပါလားအာမနာပါနဲ့ကျွန်တော်ကျွန်တော်ကြည့်ကျင်တယ်အမအဲ့မှာသူက okay လဲဆိုတော့ character လဲတော့လုံးဝ different challenge ဖြစ်တယ်ကွာအဲ့ဆိုကျွန်တော်သူကအမလောက်ပြကြည့်ဆိုရင်သူလောက်ပြရရပြီကွာကျွန်တော်နည်းနည်းလေးတစ်ခုပဲပြင်ချင်တာရှိတယ်ချုပ် makeup ပိုင်းချက်ပြင်ချင်တယ် ြော့ item ဘိုင်းမှာဒီမျက်လုံးကစားတဲ့အပေါ်မှာကျွန်တော်နည်းနည်းလေးပြင်ကျင်တယ်ဒါလွှင့်ရင်အမှတ်ဒီတိုင်းရတယ်ဒါဟုတ်တော့မကြသွားစေလေကျွန်တော် timeline ကဒီရက်20ဝန်းကျင်ရှိနေနေထားပါတော့လူတွေကတည့်ရမလားပြမန်းလာရင်ရော့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 လာကြောက်သွားရင်တော့လည်းသွားပြီပေါ့ဒါကိုက actor တယောက်ဖြစ်တဲ့အတွက်အဲ့ဒါမကြအောင်ထိန်းရမှာလေဒါတော့ကျွန်တော်တို့ဒီရိုက်တဲ့လူတွေရောအတူတူပဲပေါ့တက်လုံးမကြအောင်ထိန်းရတာပေါ့အတားကြီးလည်းတက်လုံးမကြအောင်ထိန်းရတယ်ဆိုတော့တက်လုံးမကြဖို့အတွက်ကျွန်တော်တို့ကကြိုးစားပါမယ်ဆိုတော့ကျတော့သူက သူလောက်ပြလိုက်တော့မိုက်တယ်ပေါ့ဘတ်တော့လုံးဝလုံးဝပြင်ဆင်ထားပြီးသားလုံးဝတရားကိုဒါတော့တလုံးချင်းစီအကုန်ရပြီးသွားတော့ပြီတင်တယ်ဟုတ်တယ်ရပြီးသွားတော့ပြီဆိုတော့အဲအဓိက director နဲ့ဒီ script ဒီ meeting လုပ်ပြီးသွားတဲ့ခါမှာအရန်ပို့ပြီးတော့ဆင်ပြေသွားတယ်ပုံမှန်ဆိုလို့ရှင်ဟိုဒီကိုက detail ပြင်ဆင်ခြင်းနဲ့ detail သိရမိခိုးနဲ့အင်အားကြီးရှိရလို့ဆိုတော့လေဟိုအရန်ဝေးနေလေတော့မေးတယ်အဲ့တော့အရန်ဝေးနေအဆင်မပြေကိုသိချင်တဲ့ဟာကိုလည်းသိလိုက်ရမှာဒါမှကိုကဘာလုပ်ရမလဲဆိုတာလည်းသိမှာဆိုဟုတ်တယ် အဲ့ဒါဟိုမောင်နှမတွေ့လိုက်တဲ့ချိန်မှာတကယ်ရမ်းစင်ပြအရင်အလုံးလုံးကအရင် flexible ဖြစ်တယ်ဘာလို့လဲအမကျွန်တော်ပြောင်းထားမှာအဲ့ဒီတိုင်းပဲအဲ့လိုမျိုးကျွန်တော်ပြောင်းထားမှာပြီးမှရိုက်နေတယ်သူကတော့အဲ့လိုမျိုးဟိုပြီးတော့ဟနာတို့ဆိုအခုမှအစ်စ်ပေါ့နော်အစ်စ်ဆိုတော့ဟိုသူပါလို့ရှင်တယ်အမပါလို့အပ်နေတယ်အင်းနည်းနည်းတော့နည်းနည်းတက်တာပေါ့နော်နည်းနည်းတက်တယ်ပေါ့ဟုတ်မဟုတ်တက်ကြီးတော့လည်းမဟုတ်ပါဘူးအဲ့လိုပေါ့အလေစူးစမ်းနေစေစူးစမ်းနေစေ yes yes စူးစမ်းစူးစမ်းနေစေဆိုတော့ ဟလာဘာဟနာမှာဘာလို့အချက်ရှိနေလဲရှိနေလို့အချက်ကိုတဲ့အဲ့လိုကြည်ပြီးတော့ပြောပြောတာပြောတာအဲ့ဒါကိုငါကြိုက်တယ်ဟောလေကျွန်တော်ကတော့အဲ့လိုမျိုးပြောရမှာပဲကျွန်တော်ဒီတစ်ခါအားနာလိုက်ဘာလို့ဒါရုပ်ချင်ကားကြီးလေကျွန်တော် CV ဆိုရင်တော့မှအအဆင်ပြေအောင်နည်းနည်းလေးအော် तू လာကျင်တာလားလာပေါ့သူကြောကျင်တာလားချောပစီပေါ့ရတယ်ဒါတော့ခွဲလို့ရပြီဟောလား CV လောက်ကတော့ပြဿနာမရှိဘူး ဝင်းကြီးကကြတော့ဒါတာဝန်အကုန်လုံးကိုယူရမှာဖြစ်တဲ့အတွက်သူလည်းတာဝန်ရှိတယ်တာဝန်ရှိပြီးတော့ဒီ character ကြီးတစ်ခုလုံးကိုပြရတော့မှာပေါ့နော်အဲ့ဒါသူ့အတွက်တော်တော်တော့မလွယ်တဲ့ကိစ္စကြီးခုပြဒါပေမဲ့သူ့ပုံစံနဲ့လုံးဝမထင်ရအောင်ပြရမှာမထင်ရအောင်ပြရမှာအမပုံစံနဲ့လုံးဝမထင်ရလောက်တဲ့ပုံစံမျိုးပြရမှာဆိုတော့လုံရဲတာကိုပဲချီးကျူးရမှာတော့ဖြစ်နေရပါ ကားကတော့ကျွန်တော်တို့ရိုက်ပြီးထွက်မှာဟုတ်ရိုက်ပြီးအိမ်နံပါတ်ဘယ်တော့ထွက်တာဆိုတော့ဘယ်လိုဘယ်လိုပုံစံနဲ့ထွက်မှာဘယ်လိုပုံစံနဲ့မြင်ရမလဲဆိုတော့ဟနာ social media ပေါ်မှာမြင်ရတဲ့ပုံစံတော့မဟုတ်ဘူးလုံးဝတော့ကွဲထွက်သွားမယ်ကွဲထွက်သွားတယ်စင်တလူလူနဲ့တော်တော်ကြီးကိုကွဲသွားမှာတော်တော်ကြီးကွဲတယ်ဟုတ်အဲ့လိုမျိုးပုံစံတော့အကောင်းဆုံးတော့အများကြီးအများကြီးစူးစမ်းထားပါတယ်ဟုတ်ဟုတ်ကဲ့အဲဒီကားလေးထွက်လာမယ်ဆိုလို့ချင်း တရေကားတွေထဲမှာအကောင်းဆုံးတရေကားဖြစ်စေရမယ်လို့အာမခံပါဒီ interview ကိုမှတ်ထားတော့အဲကောင်းလေကြီးလိုက်တာမကြည့်မကြည့်ကျွန်တော်အဲ့ဒါတော့တာဝန်ယူရဲတယ်အဲတခုပဲလူလာကြည့်တာမကြည့်တာကြတော့ဒါပြည်သက်ရဲ့အမြင်ပေါ့နော်ဒီဒါမဲ့စိတ်ချပါအဲ့ကုံသွားတဲ့ပတ်စံလုံးဝနှမျောစရာအကြောင်းမရှိစရာဘာလို့အရန်မိုက်တယ်ဆိုပြီးတော့ပြန်လာစေရမယ်အာမခံတယ်